ောင်းမဲမေးလာပါအဲခုညနေရောလဲဆရာကျူရဲ့ကျမချက်တော်နိုင်ငံဆိုရာလေးကိုပဲဆက်ပြီးဖတ်ပြလိုက်ချင်ပါတယ်မနေ့ကလည်းဒီဟာပဲဖတ်ဖတ်မိသွားတယ်ပေါ့နော်အခုညနေတယ်ဆိုးလို့စီစဉ်လိုက်တာဒီဟာဖြစ်သွားလို့တောင်းမဲ့ပါတယ်ဆရာမကျူရဲ့ ကျမချစ်သောနိုင်ငံအီစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရင်ဆရာမအာလီစာစွာခွင့်ထောင်လိုက်ပါရရှင်ဒီပိုင်းမှာတော့နျူကလ িয়ার မိုက်ဆိုတာကိုဖတ်ပြခြင်းပါတယ်နျူကလ িয়ার ဆွေးရင်ကနေထုတ်ယူတဲ့ဒီစစ်ကြောအကြောင်းပြောရမယ်ဆိုရင်လူရည်ရဲ့ကောင်းတဲ့ကိုပထမဆုံးရရှိလာမယ့်အဖြစ်ကတော့ဟီရိုရှိမားနဲ့နာဂါဇကီမြို့တွေပေါ်မှာအနုပြုပေါင်းကျဲခဲ့တဲ့ ဒုတိယကမ္ဘာစစ်အတွင်းကမကောင်းမှုတွေပါပဲတစ်ချက်တည်းနဲ့ပွဲသိအောင်လုပ်ပြလိုက်တဲ့ဆွမ်းဆောင်မှုတစ်ခုပေါ့ဂျပန်တွေချက်ချင်းရက်သွားတာပဲအဲ့ဒီအတွက်အမေရိကန်ကနာမည်ပြက်ခဲ့ရတယ်အမေရိကန်ကတော့ဖြည့်ဆင်းချက်ပေးမှာပေါ့ငါတို့ရဲ့ပလဲစီကန်ကိုဘာကြောင့်ဖုံးကျဲတယ်လဲ ငါတို့ကလည်းမင်းတို့ကိုအမှုမြုံပုံနဲ့စောင်းပြီးတော့တာပေါ့လို့ပေါ့ဒါမဲ့ပလဲစိန်ကန်ဟာရေတပ်မြို့ဟီရိုရှိမားနဲ့နာဂါဆကီကဆင့်နဲ့ဘာမှမဆိုင်တဲ့တမန်ပြည်သူလူထုနေထိုင်တဲ့အပြစ်မဲ့မြို့ရင်းရက်ဆက်မှုချင်းတော့မတူဘူးပေါ့အဲ့ဒီကာလတုန်းကဂျပန်ဖက်ဆင့်တဲ့ဂျာမန်နာစီတွေကိုလူတွေကကြောက်နေမုန်းနေရတဲ့ချိန်ဆိုတော့အမေရိကန်ကအမှုမြုံပုံနှလုံးနဲ့ပွဲသိမ်းလိုက်တဲ့အဖြစ်ကိုတော်တော်များများကအားရကြီးနဲ့ခံမထင်နဲ့ ဂျပန်မျိုးသူမျိုးသားတွေငရေကြခဲ့တာကတပိုင်းလေဒါကတော့စစ်ကိုတမီးရဲ့စစ်ဆိုတာဖြစ်လာရင်ဘယ်သူအမဘယ်သူအမန်းဆိုတာပြောရခက်တာပဲဂျပန်ဒါရိုက်တာကြီးကူရိုဆာဝါကအဲ့ဒီဟီရိုရှိမာအနုမြူပုံကိစ္စကိုပြည်သူတွေဘက်ကနေခံစားရတဲ့မြင်ကွင်းနဲ့ရုပ်ရှင်ရိုက်ပြခဲ့တာသိကောင်းတာပဲ dream ဆိုတဲ့ရုပ်ရှင်ဇာတ်ကားတွေကဇလန်းတိုလီတစ်ခုပေါ့စစ်ကိုနှိဋ္ဌာယုံဖြစ်တဲ့ဖန်တီးပြတဲ့နေရာမှာကူရိုဆာဝါကဘယင်တစ်ပါးပါပဲ အဲ့ဒီဇာကားကိုကြည့်မိတော့လဲအပြစ်မဲ့ပြည်သူလူထုပေါ်မှာအမေရိကန်ကဒီလရက်ဆက်တည်ရလားလူတိုင်းစင်ချင်းပြီးကြမယ်ထင်ပါတယ်။အမေရိကန်ကလည်းသူတို့ခံခဲ့ရတဲ့ပလန်စင်ကန်ပုံချက်မှုအကြောင်းကိုအနုမျိုးပုံရဲ့အကြောင်းရင်းအဖြစ်လူတွေပြန်တတိယအောင်လောက်ခွင့်ရှိနေပြန်ရောလုံတော်တွေပေါ့လား။ဝင်ကြီးအကြပညာအားလုံးပြည်စုံတဲ့နိုင်ငံလေ။အကြသေးခင်ကပဲပလန်စင်ကန်အကြောင်းနောက်ထပ်ရုပ်ရှင်ဇာတ်ကားတစ်ခုရိုက်မဲ့တဲ့ထပ်လိုက်ရသေးတယ်။ ကီဗင်ကော့စတာကမင်းသားပေါ့ကြီးကြီးကျယ်ကျယ်စီစဉ်နေကြလေရဲ့ဆက်ကားထွက်တာတော့မကြောက်မိသေးဘူးအရင်ကလည်းပလဲစိန်ကန်တိုက်ပွဲကြောင်းအမေရိကန်ရုပ်ရှင်တစ်ခုမှကြည့်ခဲ့ကြရပြီးပါပြီ Frontier to Eternity ဆိုတဲ့ဇာတ်ကားပါလန်ကတ်စတာနဲ့ဒေဘရာခါကခေါင်းဆောင်မင်းသားနဲ့မင်းသမီးပေါ့လေအော်စကာဆုတွေမနေ့မနေ့ရခဲ့တဲ့ကားပါတော်တော်လေးကောင်းပါတယ်အန်တီကတော့အဲ့ဒီကားထဲမှာဘတ်လန်ကတ်စတာကိုမဆွဲဘဲနဲ့မန်ကူမာရီကလစ်ကိုပဲဆွဲခဲ့တာ ရေတပ်စကန်းတစ်ခုလုံးအိယာကမလို့ကြောင်နေခင်မှာပုံကျဲတိုက်ခိုက်မှုဖြစ်ခဲ့တာတဲ့အဲ့ဒီအချိန်မှာအမေရိကန်ဟာကမ္ဘာစစ်ထဲကိုဝင်သေးဘူးအဲ့ဒီအဖြစ်ပြက်ပြီးတော့မှပဲအမေရိကန်ကကမ္ဘာစစ်ထဲကိုဝင်လာခဲ့တာအိပ်ပျော်နေတဲ့ကြားကိုသွားဆလိုက်တယ်လို့ဖြစ်သွားပုံရပါတယ်ကိုမျိုးကိုထီတော့မချီအောင်လာတယ်ဆိုတဲ့စကားအတိုင်းပေါ့အမေရိကန်ဟာစစ်ထဲကိုဝင်လာခဲ့တယ်အိပ်ပျော်နေတဲ့ကြားဝင်လာတဲ့သဘောပေါ့လीအ အဲ့ဒီပုံကျဲတိုက်ခိုက်မှုမှာအမေရိကန်စစ်သားတွေကအရာရှိတွေအဲလူပေါင်း2000လောက်တည်ခဲ့ရတယ်1941ဒီဇင်ဘာထဲမှာဖြစ်ခဲ့တာပါအဲ့ဒီနောက်၄နှစ်လောက်အကြာမှာဂျပန်ကိုအမေရိကန်ကအနုမြူပုံကျဲခဲ့တာဘာကြောင့်၄နှစ်လောက်ဆောင်ခဲ့တယ်လဲမြင်လာတဲ့အကြောင်းရင်းကတော့အနုမြူပုံမလောက်နိုင်သေးလို့ပေါ့အနုမြူပုံစမ်းသပ်မှုတွေကိုငကိုကလေးကဗြိတိန်နိုင်ငံကလုပ်နေခဲ့တာ1940ပြည့်နှစ်ကလေးကတော့ အမေရိကန်ကစက်တက်လက်ဝင်ရောအင်္ဂလိပ်ကအမေရိကန်ကိုလက်တက်ပေးလိုက်တယ်။မင်းတို့ပဲဆက်လုပ်တော့တယ်။ဒါနဲ့ပဲအမေရိကန်ဟာတစ်ဖက်ကလည်းစစ်ဖြစ်နေတယ်။တစ်ဖက်ကလည်းသူ့ဒေသကိုဆက်လုပ်ခဲ့တယ်။ဂျပန်ရိကန်ဆိုကျင်တော့1945ဇွန်လလထဲမှာအမေရိကန်ကသူ့ရဲ့ပထမဆုံးနှုတ်မြုပ်ပုံကိုစံတက်ပေါက်ခွဲနိုင်ခဲ့တယ်။တလားတော့မကြပါဘူး။ဂျပန်မျိုးနှစ်မျိုးကိုနှုတ်မြုပ်ပုံနဲ့စော်ထက်လိုက်တာစစ်ကြီးပြီးသွားတာပါပဲ။1945ခုအောက်တိုဘာ6ရက်နေ့မှာဟီရိုရှိမာ အဲနောက်၃ရက်မှာနာဂါဇာကီမြို့ပေါ့အဲ့ဒီအလုပ်မျိုးကဟာနျူကလ িয়ার ကွဲထွက်ခြင်းလို့ဘာသာပြန်လို့ရမယ်ထင်တယ်နျူကလ িয়ার ဖစ်ရှင်နီးနဲ့ထုတ်ယူထားတဲ့စွမ်းအင်ကိုအသုံးချလိုက်တာပဲနျူကလ িয়ার စွမ်းအင်ထုတ်နီးနှမျိုးရှိတယ်ကွဲထွက်ခြင်းဆိုရယ်ဖစ်ရှင်နဲ့ပေါင်းစပ်ခြင်းဆိုရယ်ဖျူရှင်နဲ့ဖစ်ရှင်ကိုစပီးစမ်းသပ်တွဲရှိရတာကတော့1939ခုနှစ်လို့ပြောတယ်နျူကလ িয়ার ဖစ်ရှင်မှာ reactor လို့ခေါ်တဲ့ပစ္စည်းနဲ့အပူစွမ်းအင်ထုတ်ကြတယ် အဲ့ဒီမှာတောင်းတဲ့ပစ္စည်းသတ္ထုကယူရေနီယမ်ရှူရှင်နီးရတော့အနေနဲ့ဆွမ်းရင်ဖြစ်ပေါ်ပုံနီးတိုင်းမှာပဲဆွမ်းရင်ထုတ်ယူထားလို့သိရတယ်အခုတော့ရှူရှင်ကစမ်းသက်ဆဲတိုးတက်ဆဲအခြေအနေမှာပဲရှိနေသေးတယ် fiction နီးနဲ့ထုတ်တဲ့ nuclear ဆွမ်းရင်ကတော့စောစောကပြောတယ်အမှုမျိုးပေါင်းနဲ့တုံးပြီးပြီး nuclear ဆွမ်းရင်တုံးလျှက်စစ်တဲ့အားပေးဆက်ရုံတွေနဲ့တိဆောက်ပြီးပြီးဤသူလူထုကိုလည်းလျှက်စစ်တဲ့အားဖြန့်ယူနေပြီပေါ့ fiction နဲ့ထုတ်တဲ့ဆွမ်းရင်ပဲဖြစ်ဖြစ် ဖြူရှင်နဲ့ထုတ်တဲ့စွမ်းရည်မဲ့ဖြစ်ဖြစ်စွမ်းရည်ထုတ်ပြီးဆိုရင်ရေဒီယိုတတိကြပစ္စည်းရေဒီယို active project တွေပါထွက်တယ်။အဲ့ဒီရေဒီယိုတတိကြပစ္စည်းတွေကသူ့တိုင်းငိမ့်နေပဲနဲ့ပြိုကျပြက်ကြတယ်။အဲဆိုတော့ blue core ရဲ့ပစ္စည်းတွေဖြစ်နေပြိုကွဲတယ်လို့ပြောနိုင်ပါတယ်။အဲဒီကနေတဆက်တဲ့ nuclear ဆက်ယုံတွေ nuclear ဆက်လက်နက်တွေမှာမကြာခဏတုံးနေရှိတဲ့ဇာတ်တန်းဝက် half life ဆိုတဲ့ဇာတ်ပေါ်လာတယ်။ half life ဆိုတာကအဲ့ဒီရေဒီယိုတတိကြပစ္စည်းတစ်ခုခုရဲ့ တဝက်ပမာဏပြိုကွက်ပြင်းစီးဖို့ကြာတဲ့အချိန်တချို့ပစ္စည်းတွေရဲ့တက်တန်းဝယ်ကာလကနှစ်ပေါင်းတန်ထောင်နဲ့ချီပြီးကြတာပေါ့အဲ့ဒါကိုတော့တက်တန်းဝယ်ရှိတဲ့ပစ္စည်းလို့ခေါ်တာပေါ့လေတချို့ပစ္စည်းတွေရဲ့တက်တန်းကာလကြတော့တစ်စက္ကန့်ရဲ့ထောင်စိတ်တစ်စိတ်စာလပဲတက်တန်းကြတဲ့ညီသည့်ရေဒီယိုတက်တီကြပစ္စည်းမစိုးလူအသက်ကိုအန်တီရပေးတယ်ဆိုတာတော့တပိမှတ်တာပေါ့နော် နျူကလ িয়ার စွမ်းအင်စက်ရုံတစ်ခုမှာလျှက်စိတ်ကိုဘလို့ထောက်ယူတယ်လဲ။ယူရေးနီယံလောင်စာချောင်းကလေးတွေကိုဖင်ရှင်နီးနဲ့နျူကလ িয়ার ခွဲထုတ်ရာကနေအလွန်မြင့်မားတဲ့အပူတစ်ခုထွက်လာတယ်။အဲ့ဒီအပူကဖိအားပေးထားတဲ့ရေကိုရေနွေးငွေ့ဖြစ်နေပြောင်းပေးလိုက်တဲ့အဲ့ဒီအပုံခွေတွန်းအားနဲ့ဂျန်နရေတာတွေကိုလည်းပတ်စေတာ။အဲ့ဒီအဆင့်မှာတော့ဒုစီကဂျန်နရေတာတွေလည်းပုံစံအတိုင်းပါပဲ။လေဘူသုံးတဲ့နေရာမှာဂျာမီတွေမီးဘူးလို့မတောင်းမဲနဲ့ နျူကလ িয়ার စွမ်းအင်နျူကလ িয়ার အပူကိုသုံးတာပဲ꽈တဲ့သဘောပေါ့။ဂျာမီသွေးတို့ထင်းမီးတို့ရေနံတန်းခွေမီးတို့ကမပါတာအများကြီးတောင်းရတယ်။တယံဇာတာတွေချက်ချင်းကုန်သွားတယ်။နျူကလ িয়ার ဘူးကတော့နည်းနည်းလေးနဲ့စပေါင်းများစွာပုံပူတော်မူတာသွားတယ်လို့ဆိုရမယ်။အဲတယံဇာတာကလည်းမကုန်တလောက်ကိုနန်းနေမှာပေါ့နော်။ယူရေနီယံကိုနျူကလ িয়ার ခွဲထွက်ခြင်းနဲ့တောင်းလိုက်တဲ့အခါမှာဆွဲရင်ထွက်တယ်လို့ လူတိုနီယံလက်ထွက်တဲ့အဲ့ဒီပလူတိုနီယံကအနုမြူဓုံးကြီးတွေနျူကလ িয়ার လက်နက်တွေလောက်တဲ့နေရာမှာတောင်းနေယူရေနီယံလောင်စာကြောင်းကနေလျှက်စစ်ဆွမ်းအင်ရတာတော့ဟုတ်ပါပြီအဲ့ဒီယူရေနီယံကတုံးပြီးသွားတဲ့နောက်ဘာဖြစ်တယ်လဲဒီယူရေနီယံကလောင်စာတုံးပြီးသွားတာတော့ရေဒီယိုတက်တီမြင့်နေတော့မယ် highly radio active ဖြစ်နေတော့ပေါ့ဒီတော့အဲ့ဒီပစ္စည်းတွေကိုလူတွေကသဘာဝတည်ရန်ဇာတာတွေနဲ့ဝေးရမှာစွန့်ပြေးရမယ် ဆက်ယုံဝင်ခြင်းမှာပဲရေကန်နက်နက်တွေတူပြီးအဲ့ဒီထဲမှာတူလောင်ထားရတယ်လောလောဆယ်တော့အန်ဒီယံမရှိအောင်ဆွန့်ပစ်တဲ့နီးတွေမတွေ့သေးခင်မှာတော့ယာယီအမိုက်ပုံဆိုပါတော့အဲ့ဒီတောင်းမီးသားယူရေနီယံတွေကိုနီးသုံးခုနဲ့ထိန်းသိမ်းကြတယ်ဆောဆောကပြောသလိုတင်ထားတဲ့နီးတဝင်းခြင်းမှာဆွန့်ပစ်တဲ့နီးအဲ့ဒါကတော့အစိပ်ပြဲတဲ့အဆင်ရောက်ပြီးလို့ယူဆရတဲ့ပစ္စည်းတွေကိုတားလင်းအဲ့လိုဆွန့်ပစ်ရပါတယ် အဲအီဆုံးတဲ့နီးနဲ့ပြန်တော့တဲ့နီးပါပြန်တော့တာကတော့ရနိုင်တဲ့လောင်စာကိုထုတ်ယူတာလို့ပြောပါတယ်။ဘာပဲဖြစ်ဖြစ်အဲနီးသုံးခုလုံးကအန္တရာယ်ကြီးပါတာတွေကြီးပဲ။ဒီကတော့ငါသတင်းစာရဲ့ဆောင်မှာဖတ်လိုက်ရတယ်။ယူရီနီယံလောင်စာကြောင့်ဆုံးဖြစ်ပစ္စည်းတွေပါတယ်လို့ယူဆရတဲ့တင်မောကြီးတစင်းဆန်ဖရန်စစ္စကိုပင်လဲအော်ကိုဝင်လာတာ။ယဟန်ယင်တွေကအကောင်းငယ်ကနေလိုက်စစ်စေးနေကြတဲ့တပ်ပေါ်။ကြည့်ရတာတမောကြီးအောင်မှာတိတ်တဆိတ်ဆုံးဖြစ်ဖို့များလားမသိဘူး။ သမုဒ္ဒရာအာမနျူကလ িয়ার မိုက်တယ်မစွန့်ရတော့ဘူးလို့တရားဝင်အမိန်ထုတ်လိုက်တာက1983ခုနှစ်လောက်ကလေးကခြင်းနေသမုဒ္ဒရာအောက်ခြေမှာစွန့်နေဆိုတာလည်းအန်နီယကင်းဆုံးဖြစ်အောင်အလုံးပိတ်တတ်ထုစီတွေနဲ့ထည့်ပြီးစွန့်တာများတယ်အဲ့ဒီတတ်ထုတွေရဲ့ခိုင်ခန့်မှုကလည်းတမန်အားဖြင့်ဆိုရင်နှစ်ပေါင်းထောင်ပေါင်းများစွာခိုင်ခန့်တယ်လို့ယူဆရပါရဲ့သို့တော်လည်းပဲပြဿနာကသမုဒ္ဒရာအောက်ခြေကရေစီးကြောင်းနေရေမုန်တိုင်းတွေကအလွန်ပြင်းထန်တယ် တကယ်လို့ပြအကြောင်းမျိုးမျိုးကြောင့်အောက်ခြေပါစီတွေကွဲအပ်ရိုးစိတ်မိဆိုပါတော့အဲ့ဒီလိုမျိုးရိုးစိတ်မိဆိုလို့ရှိရင်အဲ့ဒီရလက်ကတော်တော်ကိုကြောက်ရွံ့ကောင်းမယ်လို့ပြောကြတယ်အဲ့ဒီရေဒီယိုတက်တီတွေကပတ်ဝန်းကျင်ရေစီးချောင်းနဲ့အတူမိုင်းထောင်နဲ့ချီပြီးခီးစံကြမှာ သမုတ်ဒီယာတွေကငါးဒီကနေတဆင်အစာတန်နေရတဲ့လဲကြမယ်။အဲဒီတော့နျူကလီယာစွမ်းရင်စက်ရုံတွေရဲ့စိတ်ဝင်စားစရာအကောင်းဆုံးပိုင်းကအမိုက်စွန်းတဲ့ပိုင်းဖြစ်လာတာပေါ့။အမေရိကန်ပြည်သူဟာကမ္ဘာပေါ်မှာနျူကလီယာစွမ်းရင်စက်ရုံအများဆုံးတရာကိုကူရှိတယ်လို့ပြောတယ်တရာကိုကူ။နောက်ထပ်လက်ထပ်ဆောက်စရာတော့မရှိတော့ဘူး။စံယုံတိစာခွင့်တွေကို1998ခုနှစ်ကလေးကပိတ်လိုက်ပြီးဒီတော့အမိုက်စွန့်ဖို့အတွက် သူ့ဒေသနာစံတမ်းမှုတွေလောက်တော့လဲသူကအရှိဆုံးကပဲပေါ့ဆက်ယုံနေရမှာပဲယာယီအမိုက်တွင်အမိုက်ကန်နေလောက်ထားခဲ့တာအခုဆိုမိုက်တွေပြေကုန်ပြီဒီတော့သူတို့ကယာယီအမိုက်ပုံတွေကနေပြီးတော့မှအမြဲအမိုက်ပုံဖြစ်နေနေရာတိတ်ကိုရှာကြပြီ Yuka Mountain မှာ high level reactive 30ကမှုမြင့်တဲ့ပစ္စည်းတွေအမိုက်တွေစွန့်မယ် low level reactive ဖြစ်တဲ့30ကြောင့်မှုနိုင်တဲ့အမိုက်တွေကိုတော့ကယ်လီဖိုးနီးယားမှာစွန့်မယ် now transuranic amide ကိုတော့ new mexico မှာစွန့်ဖက်ဆိုပြီးစနေတကြာစီစဉ်နေတာအခု new mexico မှာအမိုက်တူလောင်ယုံကြည်တခုအမြင်စာတက်တည်ပြနိုင်ခဲ့ပြီတမရကလင်တန်ရဲ့လက်ထက်မှာ1998ခုနှစ်မေလထဲမှာပဲအဲ့ဒီသတင်းကိုသတင်းစာထဲမှာ ဖော်ပြခဲ့စာခံလာရကြည်တခုရဲ့မြေအောက်ပေ2000ကျော်မှာတိဆောက်ခဲ့တာလို့ပြောတယ်အဲ့ဒီကိစ္စကိုစတင်အကောင့်ခဲထည့်ပေါ်ခဲ့တာက1980ခရဲကပဲဒေါ်လာတန်း2000လောက်ကုန်ခဲ့ပြီးတိဆောက်ခဲ့တာတဲ့ အမိုက်ဆုံးပုံရအတွက်အတိလာပတ်စံတွေအကုန်ခံခဲ့တာကျေးဇူးတင်ရမလားအော်ရမှာမသိပါဘူးအဲ့ဒီအမိုက်တွေထွက်လာဖို့စောက်ခဲ့တဲ့နျူကလ িয়ার ကျရင်ဆန်အိုဂျီတွေကပြည့်စည်တဲ့အားရောင်ရောင်တွေဘယ်လောက်မြတ်နိုင်မလဲတွက်စားကြည့်လို့ရပါလေအဲ့ဒီအမိုက်ယုံကြည်ရဲ့တစ်နှစ်ထိမ့်သိမ့်တဲ့ဘက်ကပုံကြစိတ်ကတော့185သန်းလို့ပြောတယ်သူတို့အမေရိကန်လူကြီးရတို့မြန်မာနိုင်ငံလူကြီးရတဲ့၄၅ဆပဲများတာသို့တော့300ဆွဲရတဲ့လျှက်စစ်ဆွဲအင်ကြတော့အစားပေါင်းများစွာပိုတာပေါ့ အဲတို့လိုသူတို့ကလက်ခင်ရင်ချင်းမှုနဲ့ခြေနဲ့နေတဲ့သူတွေမှမဟုတ်တာတိုးတက်မယ်ဆိုတော့ငွေကုန်မယ်။နောင်စာကိုအားထားနေရတဲ့သူတွေဆိုတော့နောင်စာနဲ့ပတ်သက်ရင်လည်းနည်းမှအထိမခံနိုင်ဘူး။ပန်ဆိုင်မှုတွေများတဲ့အခါကျတော့ဆုံးရှုံးရမှာပူကြောက်တာပေါ့သမီးရဲ့ကူဝိတ်နဲ့အီရန်နဲ့စစ်ပွဲကိစ္စမှာအမေရိကန်ဝင်ခဲ့တာနောင်စာကိစ္စလည်းပါမယ်လို့ခံမှန်းမိရင်ခံမှန်းတဲ့သူကအပြစ်တင်မလား။သမိုင်းတစ်ခုလုံးမှာအမေရိကန်ဟာတော်တော်ပွဲချမ်းခဲ့တာသမီးရဲ့ဟီရိုရှိမာနာဂါဆာကီ အနုမြူပုံကိစ္စကစလိုက်တဲ့အမေရိကန်ရဲ့အမဲဆင်ဟာ1950ပြည်ဝင်ချင်းကိုရီးယားပြည်တွင်းဆင်မှာဝင်ဆွတ်လိုက်တော့ပိုးဆိုးသွားရောကျူဘာကိစ္စ1962ခုနှစ်မှာဖြစ်လိုက်သေးတာ CIA ဆိုတော့ American ကိုကိုစားပြုနေတာပေါ့လေ1964ခုကျတော့ BNN ဆင်မှာပါပြန်ရောအဲ့ဒီမှာသူတို့သုံးခဲ့တဲ့ Agent Orange ဆိုတဲ့ဓာတုလမ်းထဲကတော်တော်အန္တရာယ်ကြီးတယ်။သမီးကအန္တရာယ်ပြောမှုပါတယ်။ BNN တက်တော်တွေကိုဖျက်ဆီးဖို့သုံးခဲ့တဲ့ပစ္စည်းလေး BNN ပြည်သူလူထုနဲ့ BNN တာဝါဝတရားစရာပြည့်စည်ဆုံးရှုံးမှုကိုအသာထားအောင်သူတို့ American စစ်သားတွေရင်ဆိုင်နေရတဲ့ယောဂဗျာနောက်ဆက်တွဲအကျိုးကကိုပဲမနေဘူးထံကွာ97ကြာတော့ကူဝိတ်နဲ့အီရတ်ကိစ္စမှာအီရတ်ကိုဝင်းစော်ခဲ့သေးတယ်ပင်လယ်ကွင်းစစ်ပွဲဆိုတာနာမည်ကြီးပြီးကြံရင်ခဲ့တာပေါ့အခုချိန်ဒီလန်သူတို့ American တွေကဟိုကိစ္စပါဒီနိုင်ငံကိစ္စပါနဲ့မျက်မှောက်ကြိုးခမ်းနေရတော့ဒီစရာပြောရအောင်မယ်ထံကွာ98ခုလောက်က အိန္ဒိယနဲ့ပါကစ္စတန်အမှုမီပုံတွေဆက်မီဒီယာကိုတရားချင်းချောက်ကြတာအမေရိကန်ကအဲ့ဒီမှာတော်တော်ကိုကနာမငင်ဖြစ်သွားသေးတာလားမင်းရဲ့အဲ့ဒီအချိန်မှာအမေရိကန်သတင်းစာတွေမှာအိန္ဒိယနှုတ်မြူပုံပြီးတော့ပါကစ္စတန်နှုတ်မြူပုံကြောင်းနေဝေးဝေးဆာဆာရေးထည့်ကြတာနိုင်ငံသားတွေရဲ့စကားဝိုင်းမှာလည်းအိန္ဒိယနဲ့ပါကစ္စတန်ကြောင်းနေအများကြီးပြောကြတာပဲအပြောမနာဆိုမနာအမေရိကန်မိတ်ဆွေများကအန်ဒီနဲ့စကားပြောရင်းနဲ့အာရှတိုက်သားတယောက်ဖြစ်နေအန်ဒီချင်းမြင်ချက်ကိုမေးဘူးတဲ့ ိန္ဒိယနဲ့ပါကစ္စတန်နဲ့အမှုမျိုးပုံညီဆန်းတဲ့ကိစ္စကြောက်စရာမကောင်းဘူးလားတဲ့နေရောဘယ်လိုသဘောရလဲဆိုတော့အစ်စိတ်ချင်းစီကပြောရမလားလို့မေးမိတော့ပြောပေါ်တယ်ဒါနဲ့အန်ဒီယာပြောလိုက်တယ်ငါတို့နိုင်ငံလည်းအဲ့ဒါလိုအမှုမျိုးပုံပိုင်ကျင်လိုက်တာအမလီတယောက်ကဆိုအန်ဒီရောနေုံငါကြောက်လာပြီတဲ့အန်ဒီကရီးပစ်လိုက်တာတခြားနိုင်ငံသားကပြောတယ်ဆိုထားပါတော့အမေရိကန်နိုင်ငံသားကပြောတာတော့နားတယ်ကွသူကပြောတာကဒီအမှုမျိုးပုံတွေကမတမာသူလက်ထက်ရအောင်အန်ဒီရဲ့ကြီးလုံးလုံး ဒီကိစ္စကိုဘယ်သူမှမစတင်ဘူးပေါ့ဆိုတော့ဒီနို့မှာရှိတဲ့ဘုံနေကြတော့မတမာသူလက်ချက်မရောက်နိုင်တော့ဘူးတဲ့လားလို့အနိကစကားကပ်ပြီးတော့မင်းမိတယ်အဲ့ဒီချိန်မှာအိန္ဒိယကိုအမေရိကန်ကအထောက်ပံ့နေရက်စားပစ်တာကွန်ပျူတာပစ္စည်းတင်သွင်းမှုတွေရက်စားပစ်တာအဲ့ဒီတော့ကအိန္ဒိယလားပါကစ္စတန်လားမမှတ်မိတော့ဘူးနှုတ်မြူပုံစံပြင်တာကိုပြောခဲ့တာကဲအခုငါတို့အနှုတ်မြူလက်နဲ့ထင်းချုပ်ရေးစာချုပ်မှာလက်နဲ့မှတ်ထိုးဖို့အစဉ်သင့်ဖြစ်နေပြီတဲ့အဲ့ဒီစကား အန်ဒီသဘောကျလိုက်တာမှပြောပါနဲ့ကို့အိမ်ကြီးချင်းတွေလက်ထဲမှာလူသက်လက်နက်တွေရှိပြီးကို့စီမှာမရှိခင်အဲ့ဒီလူမှာဘလူးခံစားရမလဲနော်လက်နက်တခုခုပိုင်ခြင်းမှာပေါ့အဲ့ဒီလိုဖြင်းပြီးပြောခဲ့ရတယ်သမီးရေနျူကလ িয়ার ဘုံးတစ်ခုနဲ့နျူကလ িয়ার ရီအက်တာတစ်ခုဟာဖစ်ရှင်နဲ့နီးနဲ့စွမ်းရင်ထုတ်ကြတာကြီးပဲဒါကကလည်းဆိုတော့နျူကလ িয়ার ဘုံးမှာကဖစ်ရှင် process ကိုထိမ့်ချုပ်ထားဘူးနျူကလ িয়ার ရီအက်တာနဲ့စွမ်းရင်ထုတ် လျှက်စစ်တဲ့အာရယူတဲ့အခါမှာတော့ fishing process ကိုထိန်းချုပ်ထားတယ်။အရင်နဲ့လွတ်ပေးပြီးပူချိန်ကိုချိန်လုံးထိန်းပြီးအေးအောင်လုပ်ပေးနေတယ်ဆိုတော့ဒါပေမဲ့လောကမှာဘယ်ရာမှာပြည့်ပြည့်စုံနေဆိုတာမရှိဘူးဆိုတဲ့ theory ရဒီကိစ္စမှာယူရမရှိဘူးလို့ပြောလို့မရဘူးပေါ့။ဒီဇိုင်းဒီဇိုင်းမှုများလို့ပဲဖြစ်ဖြစ်အဆိုရှင်တွေပြည့်စည်လို့ပဲဖြစ်ဖြစ်ရေစီးရတွေရောင်းနေလာရင်ပဲဖြစ်ဖြစ်အပူကိုထိန်းချုပ်မပေးနိုင်ပဲဖြစ်သွားမယ်။အပူမတန်တဆများလာရင်နျူကလ িয়ার အတွင်းအနှစ် နျူကလ িয়ার ကိုကအရေးပြောလာမယ်အဲ့ဒီကမှရေဒီယိုတက်တီတွေပြန့်နှံ့ကုန်မယ်အဲ့ဒါလိုပြန့်နှံ့မဲ့ရေဒီယိုတက်တီကအီရိုရှိမာအနုမြေပေါင်းပါကွဲရာကနေပြန့်တဲ့တက်တီတဲ့စာပေါင်းထောင်ပေါင်းများစွာပို့ဆိုမယ်လို့ဆိုတယ်နျူကလ িয়ার ဆိုင်ရုံတခုတက်တန်းကြာလောင်တဲ့အခါအားယူဖို့လိုလာမယ်ရေဒီယိုတက်တီတွေများလာလို့ပဲဖြစ်ဖြစ်ဒီစာပေါင်းဒီဇိုင်းကမလုံလောက်တော့ပဲဖြစ်ဖြစ်အဲ့ဒီကမှဆိုင်ရုံကိုပိတ်ပြရလိမ့်မယ်ပိတ်ပြတယ်ဆိုတဲ့နေရာမှာလည်းအထီးအတွေ့လုံးဝမရှိ လုံခြုံစွာပိတ်ဆို့ပစ်လိုက်ဖို့လိုတဲ့ဒီကြားထဲမှာနျူကလ িয়ার ယူဖွဲ့မှုတွေလည်းအများကြီးဖြစ်ခဲ့ပြီးအင်္ဂလန်နိုင်ငံမှာဝင်းစကေးလို့ခေါ်တဲ့ဒေသ reactor ရဲ့အတွင်းအနှစ်ဘူးကိုမထိနိုင်လို့မိလံပေါက်ကွဲမှုဖြစ်ခဲ့တာအဲ့ဒါ1958ခုကဖြစ်ခဲ့အဲ့ဒီဆက်ရုံမှာလုတ်တဲ့အလုံသမားတွေရဲ့သားသမီးတွေပါလေသွေးကင်စာဖြစ်နိုင်စွမ်းဘလောက်ရှိတယ်ဆိုတာ1969နှစ်မှာဖွင့်ထုတ်အသိပေးလိုက်တော့တယ်အမေရိကန်မှာလည်းအဲ့ဒီလို nuclear radio တပ်တီးပြန်နှံ့မှု၃လခုဖြစ်ခဲ့တယ်နာမည်ကြီးဆုံးကတော့ 3 mile island ပေါက်ကွဲမှုနဲ့ခြောက်တော့ပိုင်းပေါက်ကွဲမှုပဲနောက်ထပ်လည်းလာကြရရှိသေးတာပေါ့ထူးဆန်းတစ်ခုလည်းဖြစ်ခဲ့သေးတာဂျပန်ကမ်းခြေမာတဲ့ကွယ်အမေရိကန်ရေတပ်ဘုံကျက်လင်းရင်တစ်စင်းကအဲ့ဒီကမ်းခြေမာရက်ထားတဲ့သင်းပေါ်ကြီးတစ်စင်းပေါ်ပြတ်ကျတဲ့ရေအောက်ပေ6000လောက်နစ်မြုပ်သွားတဲ့အထက်မှာတစ်မက်ဂါဒန်ရှိတဲ့ဟိုက်ဒရိုဂျင်တပုံးတစ်ခုပါသွားတယ်တဲ့ပြီးပါလေရော1965ခုနှစ်ကဖြစ်ခဲ့တဲ့ကိစ္စကို1989ကြာမှလူသိရှင်ကြဖြစ်တော့တာဆိုတော့ နင့်အစိမ့်စားကြာမှာတစုံတစ်ခုဖြစ်ပြက်ခဲပြီးပါကလားလို့တီးဝင်ရတာနင့်အစိမ့်ဆိုတာမျိုးစံ20လောက်မှာရေဒီယိုတက်တီတွေစိတ်ဝင်ကုန်နိုင်တဲ့နှစ်ကာလပိုင်းစားဖြစ်မှထင်တယ်အဲ့ဒီကိစ္စအတွက်ဘသူကမလုပ်ပေးလို့ရမလဲနော်နျူကလ িয়ার မိုက်ဆိုတာကလည်းအမျိုးမျိုးရှိတယ်ရေစွန့်ပြတဲ့ဌာနလည်းအမျိုးမျိုးကွဲပြားတယ် high level radiation waste low level radiation waste trans uranic trans uranic waste အသဖြင့် မျိုးစားခွဲနိုင်တယ်။ high level radio active waste တွေကတော့ radio တက်တိကြွအမြင့်ဆုံးအပိုင်ဆိုတဲ့အတိုင်းပဲအသုံးပြုပြီးသားလောင်စာချောင်းတွေပါတာပေါ့။သဘောကတော့ပြီးလောင်ပြီးသွားတဲ့ထင်းတို့မိသွေးတုံးတို့မျိုးကြမ်းခဲတဲ့အပိုင်ကြုံပြခဲလို့ကြမ်းခဲတဲ့အပိုင်ဖြစ်မှာပေါ့လေ။အဲ့ဒီကောင်တွေကဘူချင်းကလည်းမြင်စေရေဒီယိုတက်တိကြွတွေကလည်းရှိစေပေါ့ဒီဖြစ်စဉ်ကြီးဖြစ်အောင်လောက်ရာကနေထွက်လာတဲ့အရေးအခဲမိုက်တွေကလည်း high level radioactive waste ထဲမှာပါတယ် low level radioactive waste ကတော့ဆက်ယုံအလုပ်သမားတွေဝေ့ရတဲ့ radio သတ္တိကြကာကွယ်တဲ့ဝိဇုံတွေသူတေသနာအမိုက်တွေအညစ်အကြေးတွေပါတာပေါ့ကွယ်ဝိဇုံတွေကိုအမြင်မာတို့တွေမြင်ဘူးစရာအကြောင်းမရှိပေမဲ့တရင်စားတဲ့ channel ထဲမှာမြင်ဘူးမှာပါပဲဒေချာဆုံးကတော့ American ရုပ်ရှင်တွေထဲမှာမြင်ဘူးမယ်လောလောလတ်လတ် anti-mammy နေတာကတော့အဲ Truman Show ဆက်ကားထဲမှာလေ အဲ့ဒီနေရာကိုဖြတ်မသွားပါနဲ့နျူကလ িয়ার leakage ဖြစ်နေလို့ပါဆိုပြီးညာပြီးဇလိုက်ကိုထားတဲ့အခါအဲ့ဒီမှာဆိုမိုးကအင်ဂျီလိုဝိဇုံမျိုးကြီးတယ်လေအဲ့တို့တော့ဘာမှပူစရာမလိုပါဘူးတို့စီမှာရေအားလျှက်စစ်ပဲရှိတာနျူကလ িয়ার လက်စစ်ဆက်ရုံမရှိဘူးအမတ်တခုတော့ရှိပါရဲ့နျူကလ িয়ার မိုက်ကနေရတဲ့ရေဒီယိုတက်တိကျလိုင်းတွေကတဲ့သမုဒ္ဒရာလိုင်းကနေပင်လယ်လိုင်းကနေပြန်လာမယ်လေထုတဲကနေပြန်လာမယ်မင်းငင်းငလင်ကနေတဆင့်အကွက်ရာကနေရေလွာတဲ့ရရေကြောတွေကနေ ပြန်လာမယ်အဲ့ဒီလိုတော့လည်းပူစရာပေါ့လေအဲဒါကလည်းတိတ်ဖြစ်နိုင်ခြင်းမရှိလာပါဘူးနောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်တော်တူတန်ပါမနေ့စီကိုရင်မောင်မညတဲ့မညတဲ့ကမနေ့တင်နေဘလို့ဆိုင်မလဲတော့ဒီမမနေ့တဲ့อืมမတင်စားမောင်ကိုရှင်ညောင်ကိုရှင်ပိုင်မနေ့စီမမနေ့တဲ့ အမဝေးရီမနင်းစီကိုရွှေချောင်းကိုရွှေပိုင်မကျူစနာမကျူလိုင်းဟန်နီမတိုးလုံးကိုတိုးလုံးမတိုးလုံးဖြစ်တော့ပါဒါပါဆိုတော့တော့ပြေလေးမမဟင်းကိုကိုဟင်းရိုက်တဲ့ကလာဖီနစ်ဆော့ပါမခင်နွယ်မမခင်နွယ်အေးဖီနစ်ကိုဖီနစ်ဆော့ပါမ L right day la mama mi mami pa ma khen wa e mama e ba mama e ba ကိုစမတ်ကိုစမတ်မမ်မီပါကိုရေမောင်ဖီနစ်ဆပ်ပါမမတင်စာမဟုတ်တယ်သူရဒီနေ့ဟိုဟာဘာလဲအာကုန်နေလို့အဲ့အရာမှဒီဖြစ်တယ်လို့တင်လိုက်တာအဲ့အရာကြောင့်မလို့ဟိုဆီယာမကျူးစာဝယ်ဘယ်နဲ့ကောညာကိုဖတ်လိုက်ရတယ်ဖြစ်တာပြင်ပြင်ဖို့ရာ asimati lai lu ma chu lai ha ni clinic so ba ma utara mà, cô ta na wai po ya ma ma tin sa ma now ma du ve se ma sa ni le tro tro mo ti ti me me we ma ni ni ma ni ni ma ni ni ma mya mya ma yu vi ya ma ti ta ni ma ni se ji lu ma ma sa sa ma nya mu ma chi chi ။အော်မတင်စာမဝနုဝေဇေမစနေလေးမတောင်းမလေးအမစင်အော်မညုပြမမဲမမဲဆိုမမဲဘူးစုပြုဝေမမနိတမညာတမနိနီတတိမမဲဝင်းဒီအမူတတိဥဒန္တလီယောဘာမအေမလီယောဤဒီမဲအော်ဝေရှိတရား။မခင်ကြောစီမခင်ကြောမခင်ကြောစော man nhịn man man để giả bằng um, cô tan trai cô ba giờ cô tì cô ye cô ye cô ye rồi rồi mong mong ba giờ lên xe man nè nè u man nè nè u cô bê la cô chê lu mai cả cả chỗ nè ờ ô giả ngay đây là ờ ờ giờ ý hữu cô sinh mẹ cô sinh nhau trong hoàn thiện sao mà mà chú lại hà ni <laughs> cô phai <laughs> cô phai cho cô phong cô nhảy mà cô đan thai cô phong hoàn thiện sao mà học đã nói với trả mà Hmm. I don't know.